ိုင်ငံနဲ့အဆက်အသွယ်ပြတ်နေတာလေးနှစ်လောက်ရှိပါပြီအခုဒီလိုလာဖို့လေမော်တက်ဖို့အတွက်တက်စီနေတဲ့အချိန်မှရင်းကိုကိုယ့်ရဲ့ဒီလေမော်မှာရှိတဲ့ပရိသတ်တွေကိုယ်ချစ်တဲ့လူတွေရဲ့ welcome လုပ်တဲ့ပုံဒီမျက်လုံးထဲမှာကိုယ်ကြည့်တဲ့အချစ်တွေအဲ့ဒါတွေမြင်လိုက်တဲ့အချိန်မှာအရန်ကို very appreciated over one ဖြစ်ရတယ်ပြန်လာဖို့လည်းအရန်အားရှိသွားတယ်မတီပွဲတက်ဖို့ Viroto Proto Company ကဖိတ်ထားတာပါ အဲတက်ဖြစ်တော့လဲအရန်ကိုဝမ်းသာပါတယ်မတို့ဒီလူကြီးတွေနဲ့အတူပေါ့နော် ministry ambassador တွေနဲ့အတူပွဲကိုဖွင့်အဖဲချုပ်ဖြတ်ခွင့်ရတဲ့အတွက်လဲအရန်ကိုဂုဏ်ယူပါတယ်အာဒီတမိုးရဲအောက်မှာလုပ်ငန်းရှင်တွေအများကြီး product တွေအများကြီးရိုးရိုးကုန်စည်ပြပွဲတွေမဟုတ်ဖ ೇನೆ တကယ်ကို networking နဲ့အကောင်လုံးတယောက်ကိုတယောက်ကူညီပြီးတော့ celebrate လုပ်ကြတာကိုမြင်ရတော့အရန်ကိုဝမ်းသာအားရဂုဏ်ယူပါတယ်အာ ဒီပွဲမှာတော့ B2B ပေါ့နော် business တွေအများကြီးမတို့ airline တွေလည်းတွေ့ရတယ် car company တွေလည်းတွေ့ရတယ် education အပိုင်းတွေလည်းတွေ့ရတယ်ဒီ consumer products တွေလည်းတွေ့ရတယ်လက်ဆောင်တွေလည်းအများကြီးရထားတယ်ဆိုတော့ဒီလိုမျိုးတနေရာထဲမှာကုန်စည်မျိုးစုံကိုအားလုံး access လုပ်လို့ရပြီး networking အနေနဲ့မြင်ရတာအရန်ကိုဂုံယူပါတယ်ပြီးတော့ဒီ south international ကုန်စည်ပြပွဲမှာဒီပွဲကအကြီးဆုံးလို့လည်းကြားထားတယ်ဆိုတော့ ဒီလိုပွဲကိုတက်ခွင့်ရတော့မှအရန်ကုန်ရပါတယ်။ဒီကဲပါပွဲတွေစိတ်ဘူးနော်ဒီညနေလာမှလည်းဒီကပမာဆုံးဟုတ်ကဲ့ပါဟုတ်အာဟုတ်ပါတယ်ဒီ၄နှစ်အတွင်းမှာဒါပထမဆုံးပြန်ရောက်တာပေါ့နော်အမကလေးလဲဟိုမှာ full time mommy လုပ်နေတာဆိုတော့ဒီစီးပွားရေးတွေကိုယ့်ရဲ့လုပ်ငန်းဟိုအစားပြစ်ထားပြီးတော့နိုင်ငံနဲ့အဆက်အသွယ်ပြတ်နေတာ၄နှစ်လောက်ရှိပါပြီအခုပြန်ရောက်တာတော့၂ရက်ပဲရှိသေးတယ်ဟုတ် ဈာရမှာမလို့ဒီနှစ်လောက်ပေါ့လို့ခြားသွားတာဘူးចောင်းចောင်းတော့ကြောက်နေဖြစ်အမ်အမကလေးနဲ့ကိုဗစ်ကာလမှာနည်းနည်းခွဲနေလိုက်ရတယ်ဆိုတော့ Australia နေ Australia သွားဖို့ကြတော့လည်းအရန်ကိုဝေးတယ် time difference ကလည်းနည်းနည်းခြားတော့အမမြန်မာနိုင်ငံနဲ့အနီးဆုံးနေရာကိုရွေးလိုက်တယ်ရွေးလိုက်တဲ့အခါမှာအမနေချင်တာကဒီ traffic တွေနဲ့မြို့ကြီးပြကြီးမဟုတ်ဘူးတကယ်ကိုကျွန်းလေးမှာအေးအေးဆေးဆေးကလေးတွေခွေးတွေနဲ့အတူနေချင်တာဆိုတော့ traffic light တောင်မရှိတဲ့ကျွန်းသေးသေးလေးတစ်ခုအမရွေးလိုက်တယ်ဆိုအဲ့မှာ international school ကောင်းကောင်းလေးရှိတော့အမကလေးကိုကျောင်းထားရင်းနဲ့ဒါအဓိကတော့ကလေးနဲ့သူ့ရဲ့ teenage year တွေမှာရင်နဲ့မကွာတကယ်အချိန်ဖြုံးမှုအတွက်သွားတာဆိုတော့အမကျန်တဲ့အရာတွေအမမျိုးသားနဲ့လုပ်ငန်းတွေကိုလွှတ်ထားခဲ့တယ်အဲ့တော့အာရန်ကုန်လည်းမပြန်ပြစ်ဘူးဆိုတာကလေးတွေလည်းဒီကိုဝင်လာဖို့ခေါ်ဖို့ကမလွယ်ဘူးဆိုတော့မဟိုမှာပဲနေပြစ်တယ်အခုကလေးက15နှစ်ပြည့်တော့ဟိုဘက်မှာကျောင်းလဲ တက်လို့မရတော့ Australia မှာကျောင်းဆက်တက်ရမှာဆိုတော့ Australia သွားပြီအမလည်းဟိုမှာကလေးထိန်းဖို့လဲ full time mommy အလုပ်ကလည်းပြီးသွားပြီဆိုတော့ဒီဘက်မှာ full time business women modeling ဒီ promotion အလုပ်တွေပြန်လုပ်ဖို့ဒီဘက်ကိုပထမဆုံးပြန်လာတာပေါ့နော်။ဒါပြန်လာပြီးတစ်ရက်ဒီမှာဒါတွေကပွဲလေးတက်ရတာပဲ။ဒီလိုခံစားချက်မှုတွေအောင်ဘယ်လိုလဲ။အာပွဲတက်တဲ့အချိန်မှာအမပန်းစီလဲဒီမှာစင်ပေါ်မှာတက်ပြီးတော့ယူရတယ်။ပြီးတော့ ဖဲကျိုးကိုလည်းတကယ်ကိုလူကြီးတွေနဲ့အတူဖြတ်ပြီးတော့ဟိုကိုတကယ်အလေးထားပြီးတော့ဖိတ်ကြားတဲ့အတွက်ရန်ကိုဝမ်းသာပါတယ်ဂုံလဲဂုံယူတယ်ပြီးတော့အမဟိုအရင်တော့လုပ်ခဲ့တဲ့ဒီလုပ်ငန်းရှင်တွေအာ product အဟောင်းတွေဒီလူတွေနဲ့ပြန်ပြီးတော့တွေ့ဆုံရတာရန်ကို overwhelming ဖြစ်တယ်ပေါ်မှာကလေးတွေခွေးတွေမိသားစုနဲ့တူတူရှိပြီးအေးအေးဆေးဆေးနေရတယ်ဆိုပေမဲ့ အရန်ကြာလာတဲ့အခါမှာဒီလိုမျိုးဟိုမိတ်ဆွေတငယ်ချင်းတွေဒီ business တွေနဲ့အတွေ့အဆုံမရှိတော့ lonely ဖြစ်လာတယ်။ဆိုတော့ဒီလိုမျိုးပြန်ပြီးတော့အာတွေ့ဆုံရတဲ့အချိန်မှာအရန်ကို I feel connected ဒီ networking ကိုလည်းမပြန်လုပ်ချင်တယ်ဆိုတော့အခုဒီရောက်တာအရန်ကိုဝမ်းသာပါတယ်။နွေးနွေးထွေးထွေးနဲ့ welcome လုပ်တာဒီအချစ်တွေကိုခံစားရတယ်။နံပါတ်ကောင်းပါလူမျိုးလေးတွေကလည်းရှိတယ် အာ okay modeling my comeback ကတော့အမအခုကြော်ညာတွေလက်ခံထားတာ၃ခုရှိသွားပြီ confirm ဖြစ်တာပေါ့နော် PND TV program တွေလည်းရိုက်ဖို့အမလက်ခံထားတာဆိုတော့ဟိုဘက်နဲ့ဒီဘက်နဲ့အမဒီမှာ၁၀ရက်လောက်နေဟိုမှာ၁၀ရက်လောက်နေအဲ့လို၁၀ရက်၁၀ရက်နဲ့အခုဒီလပိုင်းနေမှာတော့အဲ့လိုဖြစ်နေမှာပေါ့နောက်ပိုင်းကျရင်တော့အလုပ်အခြေအနေပေါ်မှာမူတည်ပြီးတော့မမပြောတတ်သေးဘူးဟုတ်ကဲ့ပါအခုပြန်လာတဲ့အချိန်မှာအားမကိုလေးသတိရပြီးဝယ်တန်းလုပ်တဲ့ပေါ်ကြတော့လေ Okay. Well, ဟိုမှာအမိသားစုရှိတယ်ဆိုရင် lonely ဖြစ်တာပေါ့နော်မိဘဆွေမျိုးမရှိဒီငငယ်တွေကမိဆွေတငယ်ချင်းတွေမရှိပြီးတော့ကိုနဲ့အများအားအတူတူအလုပ်တွဲလုပ်နေတဲ့လုပ်ငန်းရှင်တွေလူတွေမရှိဘူးဆိုတော့ဧည့်သည်လာရင်မျောရတယ်ကျွန်းကိုလာမဲ့ဧည့်သည်လာမှပဲကို့မှာဝမ်းသာရခုဒီကိုလာဖို့လေမော်တက်ဖို့အတွက်တက်စီနေတဲ့အချိန်မှရင်ကိုကို့ရဲ့ဒီလေမော်မှာရှိတဲ့ပရိသတ်တွေ ကိုချစ်တဲ့လူတွေရဲ့ welcome လုပ်တဲ့ပုံဒီမျက်လုံးထဲမှာကိုကြည့်တဲ့အချစ်တွေအဲ့ဒါတွေမြင်လိုက်တဲ့အချိန်မှာအရန်ကို very appreciated overwhelmed ဖြစ်ရတယ်ပြန်လာဖို့လည်းအရန်အားရှိသွားတယ်အမယုံကိုရောက်တဲ့အချိန်မှာလည်းယုံကကလေးတွေကအလုတ်တာအမရဲ့လုပ်ငန်းမှာလုပ်နေတာအမနဲ့တခါမှမတွေ့ဘူးကြောက်အဲ့တော့ဒီကလေးတွေနဲ့တွေ့ရတဲ့အချိန်မှာလည်းအရန်ကိုဟိုမျက်ရည်တောင်ကြားတယ်ဟွမ်းသာတာအခုဆိုရင်ဒီမှာအဲ့ဒါကိုစီးနေတဲ့ခုဒါမှမဟုတ် ဝေလုံးခဲ့အခုလေအဲ့ဒီကလေးတွေအရန်အောင်လာတွေ့ရတယ်နော်မကလေးဆိုတော့ဘလို့လေးပီတီဖြစ်နေတယ်ဘလို့လေးတွေကိုအောင်မြင်ရလေးတွေ့တော့ဒီမှာဟုတ်ကဲ့အမထွက်သွားပြီအခုပြန်လာတဲ့အချိန်မှာတကယ် modeling ရဲ့ထိတ်ဆုံးနေရာ influencer တွေရဲ့ထိတ်ဆုံးနေရာမှာအမတို့မွေးထုတ်ပေးခဲ့တယ်ပေါ့ model academy ကကလေးတွေကလုံးဝနေရာယူထားတာတွေ့တဲ့အချိန်မှာအရန်ကိုကုန်ယူရတယ်ဒါပီတီလည်းဖြစ်ရတယ်ပြီးတော့အမနဲ့ဇင်အောင်လည်းဒီနောက်ထပ်လာမဲ့ model academy ပွဲမှာဒီထက်ပိုပြီးတော့စိတ်လှုပ်ရှားစရာကောင်းအောင်ပိုပြီးတော့ကျေပြန့်ပြီးပိုပြီးတော့ခက်ခဲတဲ့ challenge တွေနဲ့လှုပ်သွားမယ်လို့အမကြားထားတယ်ဆိုတော့နောက်နှစ်မှာရိုက်မဲ့ model again မျိုးလည်းအမစိတ်လှုပ်ရှားစွာနဲ့စောင့်နေပါတယ်ဟုတ်ကဲ့ပါအဲ့ဒီကလေးတွေပေါ့နော်ခုချိန်ကျမလေးပြန်ပြန်လေးရာသူတို့ဒီအကြောင်းလေးတွေပြန်ပေးတဲ့အခါအရှင်ကအမတို့ကိုစီအောင်လို့ပြောခဲ့တဲ့ဇာတ်ကားတွေကသူတို့အတွက်တကယ်ကိုပေါ့နော်လုပ်ငန်းတွေမှာတကယ်အဆင်ပြေခဲ့တာလေးတွေသူပြန်တော့တာလေးကြတော့လေအဲ့ဒီအဆင်ပြေမှာက ကိုတွေပြောခဲ့တော့မှာပေါ့လို့ဒီလိုလေးပြောခဲ့ဒီဟာလေးတွေကိုပြေးတာခုလိုလေးတွေဖြစ်အောင်ဒီတိဆောက်တော့ WhatsApp ပြီးရောဘလောက်ပြီးတော့ကန်လား well one the pt ကတော့အမတို့က model academy ရိုက်နေတဲ့ဒီကလေးတွေနဲ့ကအရန်ကိုဒီလိုမျိုးရင်းရင်းနှီးနှီးနဲ့အဲတယောက်ကိုတယောက်ဆရာတပည့်လို့ပေါ့နော်ကင်မရာပေါ်မှာကတော့အမတို့ကပြောဆရာရှိတာပြောရမယ်ဒီအမုန်းခံဆရာရှိရင်လည်းခံရမှာဆိုတော့ကလေးတွေကလည်းအဲ့တည်းကနားလဲတယ်ဒါမဲ့သူတို့အခု အချိန်ကြာမှသူတို့အခွင့်အရေးရတဲ့အချိန်ကြာမှထုတ်ပြောကြတာဖြစ်ပါလိမ့်မယ်။မတို့ဒီလိုမျိုးအာ model academy ရိုက်နေတဲ့အချိန်တွေကကလေးတွေနဲ့ရင်းရင်းနှီးနှီးဒီလိုဝမ်းသာပီတိဖြစ်ခဲ့ရတာအခုအခုမှပဲကင်မရာပေါ်မှာဒါအားလုံးပရိသတ်ကကြားရတာပေါ့နော်။ဒါဒီနေ့ကအမအခုပြန်လာတော့လေအမပြောင်းလဲတာလေးမရှိဘူးပေါ့နော်။ဒါအမဆိုရင်အများကြီး online မှာဆိုတော့ဒီကကိုယ့်ရဲ့ဒီနေ့ကအင်ဂျင်နီယာဘယ်လိုမျိုးပေါ့တော်တော်များများပြောင်းလဲတာလေးတွေပြောတာ။ဟုတ်ကဲ့ပါ။ um အမဒီလင်းချစ်စာအတွင်းမှာဟိုဟိုမှာကလေးတွေနဲ့နေရဆိုပေမဲ့ဒီတိုင်းတော့ time နေပါဘူးအမရဲ့နောက်ထပ်သွားချင်တဲ့လမ်းကြောင်းကအသက်ရှည်ကျန်းမာခြင်းပေါ့နော်ဒီအရင်တော့တော့အလှအပနဲ့ fitness ကိုပဲမှအာအဓိကထားပြီးတော့လုပ်ခဲ့တယ်အခုနောက်ပိုင်းမှာတည်လာတာကကြတော့ fitness တစ်ခုတည်းနဲ့လည်းမလုံလောက်ဘူးအလှအပတွေလုပ်နေုံနဲ့လည်းမလုံလောက်ဘူးအမတို့တကယ်ကြီးကိုကျန်းမာပြီးတော့အသက်ဟိုးအကြီးကြီးအထိကိုတကယ် ော်တော်လတ်လတ်ဖြတ်ဖြတ်လတ်လတ်နဲ့ငငယ်တော့အလိုမျိုးအတွင်းထဲကနေ cell dying cell dying ကအစကျမ်းမာပြီးတော့ရှင်သန်နေဖို့အတွက်ကြတော့ lifestyle တစ်ခုလုံးကိုအမတို့ခရီးဆိုင်မှာရရပါတယ်။အဲ့တော့ဒီအရာလေးတွေအမလေးလာထားသမျှတွေကိုပြန်ပြီးတော့မျှဝေပေးဖို့အတွက်အစီအစဉ်ရှိပါတယ်။ဒါအဓိကအမပြန်လာခြင်းအကြောင်းအရာလဲဒီ longevity အသက်ရှင်ကျန်းမာခြင်းနဲ့ပတ်သက်ပြီးတော့အမရဲ့လေးလာထားတဲ့အသည့်တွေဒီတတ်နိုင်သလောက်ဒီဟာနဲ့ပတ်သက်တဲ့ product တွေ services တွေကိုမိတ်ဆက်ပေးခြင်းတာအဓိကပါ။ ဒါလေးလေးဒါတော့ဒီမှာပြည့်တဲ့ကိုပြောချင်တဲ့စကားလေးဒါလေးများရှိတယ်ပြောလိုက်ရအောင်ဟုတ်ကဲ့အမ်အမပြည့်တဲ့ကြီးကိုပြောချင်တာကတော့ပြန်လာတဲ့အချိန်မှာ welcome လုပ်တဲ့အချစ်တွေနဲ့မျက်လုံးတွေထဲက welcome အချက်တွေကိုမှအရန်ကိုဝမ်းသာပီတိဖြစ်ရပါတယ်အရန်လည်းပျော်ရွှင်ရပါတယ်ပြီးတော့ဒီထက်မကခဏခဏပြန်လာဖို့လည်းအစီအစဉ်တွေရှိပါတယ်လို့လက်ရှိရတော့မှလုံးဝသွားလိုက်လာတယ် သွားလိုက်လာလိုက်ပဲဟုတ်မ10ရက်ဒီမှာဟိုမှာ10ရက်ဒီ November လောက်ထိကတော့အဲ့လိုပဲသွားနေဦးမှာပေါ့နော် December နောက်ပိုင်းတော့လည်းအချိန်နေကြည့်တာပေါ့ဟုတ်ကဲ့ပါ